ဆရာຫນွယ်ရိုးရေးသားတဲ့ဖျားထာပနာဆိုတဲ့ဝတ္ထုတို့လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာဖျားထာပနာအချိန်မှာည7:00နာရီထိုးကန်နီးနေပြီ ဖြစ်၍ကျွန်ုပ်တို့ဆရာတစ်ပည့်နှစ်ဦးမှာမောဟိုက်နွမ်းလျစွာဖြင့်ကားလမ်းမကြီးအတိုင်းရွာပြန်နေကြသည် ကျွန်ုပ်တို့ဤအဝတ်အစားများမှာမဲတူးစုပ်ပြဲ့၍နေပြီးမျက်နာနှင့်ခြေလက်များလဲမဲတဲ၍နေရာရုတ်တရက်ကျွန်ုပ်တို့အား ယခုလိုညအချိန်၌မြင်တွေ့ရသူများမှာတရေတစေနာနာဘဝဟုမုတ်ချထင်ကြပေလိမ့်မည်ယနေ့သည်ကျွန်ုပ်တို့မိသွေးပေါ်သောနေ့ဖြစ်သည့်အလျောက်မနေ့ပိုင်းတွင် ရေတပုံးစီဖြင့်မိသွေးပေါ်ထဲမှမိသွေးများကိုအပူခံ၍ပေါ်ကြပြီးလျှင်နေ့လေထမင်းစားနားကြပြီးသောပေါ်ထားသောမိသွေးများကိုအိမ်အတွင်းတွင်ထည့်သွင်းကြရပြန်သည်ဆက်လက်၍ရရှိထားသောမိသွေးအိတ်တရာကျော်ကို ယောက်ျားထဲမှနေ၍မက်ဆောက်ရှီလျားသော ကာလံဘေးအထိထန်းတင်ကြရရာအတော်ပင်မောပန်းနွမ်းဟဲ့၍ခြေလက်မားပင် မတည်ခြင်းလောက်အောင်ရှိနေတော်သည်ကျွန်ုပ်တို့မှာပင်မန်းနွမ်းဟဲ့၍ဗိုက်စာနေကြတော်လဲအိမ်မပြန်နိုင်ကြသေးပဲမိသွေးအိတ်များဝယ်ယူမိကားအလာကိုစောင်းရပြန်ရာည9နာရီပင် ခွဲ၍နေပြီဖြစ်သည် မြင့်သိန်းကရှိုးထဲသို့ပြန်ဆင်းသွားပြီးလျှင် ယောက်ျားတဲရှိရေဆက်ဆက်နေရာများတွင်မီးထိုး၍ငရံ့ခုနှစ်ကောင် ရှစ်ကောင်ကိုဓာဖြင့်ခုတ်လာခဲ့သဖြင့်ကျွန်ုပ်တို့မှာငရံ့ကိုမီးပုတ်၍စားလိုက်ကြမှပင် နေသာထိုင်သာရှိ၍ခွန်အားအနည်းငယ်ပြန်လည်ပြည့်ဖြိုးကြလေသည်ကျွန်ုပ်တို့လည်းငရံ့မီးပုတ်သောမီးဘိုတဲသို့ထင်းများကိုထပ်မံဖြည့်တင်း၍မီးလုံရင်းစောင့်ကြရာကားတန်ကြား၍မီးအောင်မြင်တိုင်း မိသွေးကားပြီလောဟုတမျောမျောလှမ်းကြည့်ပါတော့လေကားများသည်တစည်းပြီးတစည်းသာကြော်ကြော်သွားကြသဖြင့်ထိုည၌ကားမလာပါကမိသွေးပုံအားစောင့်အိပ်ရန်သာ ရှိပေတော့သည် ကျွန်ုပ်တို့လည်းည9နာရီထိထိုင်ဆောင်နေရာကားမှမလာသဖြင့်ဆရာတေချာချင်းနေမို့လားအေးလေတေချာပြောထားတာပဲကြည်ရတာမနဲ့မှလာတော့မလားမသိပါဘူးခုညတော့ငါတို့စောင့်အိပ်ရတော့မယ်ထင်တယ် ဟုတ်ပါဆရာကြီးကြောက်ထဲမှာတော့ငရံနေပိုးတယ်ဆရာငရံလိုက်ခုတ်ပြီးမီးပုတ်စားကြတာဗောဗျာကျွန်ုပ်တို့သည်나ယူဝက်ခန့်ဆက်လက်စောင့်ဆိုင်း၍ကားမလာတော့အခါညာအိတ်စောင့်ရံသာကြံတော့သဖြင့်မီးပိုးတဲသို့ထင်းများကိုထပ်ဖြည့်လိုက်ပြီးချောင်းထဲဆင်း၍ငါးသွားခုတ်ရန်လုံနေစဉ်ကားရောက်လာသဖြင့်ကျွန်ုပ်တို့မှာမီးသွေးအိတ်များကိုတင်ကြပြီးနောက်မီးသွေးဖိုးကြတဲ့ငွေကိုရှင်းယူသည် အားလုံးပြီးစီးသောအခါည10နာရီခွဲနေချေပြီကျွန်ုပ်တို့မှာမောပန်းဆာလောင်နေကြသဖြင့်ပေါက်ပြားဂေါ်ပြားတရွေးပြားများနဲ့ဓားများပါမကြံတော်ရဲရှိခြုံတစ်ခုအောက်တွင် ဖွက်ထားခဲ့ကြပြီးကာလန်အတိုင်းရှောက်၍ပြန်လာခဲ့ကြခြင်းဖြစ်ပေသည် ထို့ကြောင့်ကျွန်ုပ်တို့ဤတကိုယ်လုံးတွင်မိသွေးမုံတို့ဖြင့်မဲတူးနေရာတဦးနှင့်တဦးကြည့်မိသောအခါဝိုးရွားကြေအောင်အောက်၌မျက်လုံးပေါက်များကိုသာမြင်ရသဖြင့် ရေမောကြရသေးသည်ကျွန်ုပ်တို့ရွာပြင်ဇရက်တို့ရောက်သောအခါဆက်တနာကြီးကြော်နေပြီဖြစ်သည်လမ်းအတိုင်းပြန်လင်း ဝေးလာသဖြင့်နှစ်ဦးသားဖျားကုံအတိုင်းတက်၍ပြန်ခဲ့ကြသည်ဖျားကုံမှဖြက်စင်းလင်းလေကွက်များကိုကြော်ဖြက်ပြီး ကျွန်ုပ်ဤအိမ်ကိုတန်းရောက်သဖြင့်ခရီးတဝက်ခန့်တက်တာသည့်အပြင်ယခုကဲ့သို့စောင်းတွင်းအချိန်ကြောက်စရစ်တော်၌ပေါက်သောမို့ဥလုံးလင်းများကိုလည်းရှာပွေနိုင်သောကြောင့် တစ်ချက်ခုနှစ်ချက်ပြက်ဖြစ်ပေသည် ကျွန်ုပ်တို့သည်ကျွန်းတော်ကြားမှဖြတ်၍လူသွားလမ်းလေးအတိုင်းတက်လာခဲ့ကြရာ လူသွားလမ်းလေး၏လမ်းဘေးတနေရာတွင်ကျွန်းပေများကြား၌ထိုး၍ရက်ထားသော ဆိုင်ကယ်နှစည်းကို တွေ့ရသဖြင့်ဆရာဘသူဆိုင်ကယ်ကြီးလည်းမသိဘူးဒါရွာထဲကဆိုင်ကယ်ကြီးမဟုတ်ဘူးဗျအေးဟုတ်တယ်ကွာဒါငါတို့ရွာထဲကဆိုင်ကယ်တွေမဟုတ်ဘူးပဲကျွန်ုပ်တို့တရွာလုံး၌ ဆိုင်ကယ်၄စီးသာရှိလျာဤဆိုင်ကယ်များမှာရွာမဆိုင်ကယ်များမဟုတ်မှန်တိတာနေပေတော့သည်ဆရာဟိုဘက်ရွာအကောင်တွေငါးလျှော့လာခိုးတိုက်တာလားမသိဘူးအေးဟုတ်မယ်ထင်တယ်ကွာခွေးမသားတွေဒင်းတို့ကြောင့်ငါတို့ချောင်းထဲမှာငါးကိုမရှိတော့ဘူးမိလိုကတော့ရဲလက်အပ်ပြီးသားမှတ်ကွာဟုတ်တယ်ဆရာဖမ်းကြရအောင်ဗျာအေးမင်းထမင်းစားပြီးရင်တကြီးကိုဝင်ပြောပြီးထွက်ခဲ့ကွာချောင်းတိုင်းလိုက်ကြတာပေါ့ ကျွန်ုပ်သည် ထိုတို့မှာကြားရင်ဖျားကုန်းပေါ်တို့ကြီးလိုက်မိရာ မီးရောင်တစ်ချက်ကို မြင်လိုက်ရသည်နှင့်မြင်သိန်းကိုလက်ကပြ၍ကုန်းပေါ်တို့လမ်းမျောကြည့်နေရာ မီးရောင်ကိုမတွေ့ရတော့ပေဆရာဘာတွေ့လို့လဲဖျားကုန်းပေါ်မှာမီးရောင်တွေ့လိုက်တယ်ကွဟုတ်လားဆရာသွားကြည့်ရအောင်များအေးမင်းမီးမိတ်လိုက်လေကျွန်ုပ်တို့သည်မီးများကိုပိတ်၍တွားနေလာနေကြလန်ဖြစ်သည့်အလျောက် မုံဝါဝါကျေယောင်အားကိုဖြင့်ခြေဖွားတက်ခဲ့ကြသည်ကျွန်ုပ်တို့ဖျားကုံးထိတ်တို့ရောက်ခန့်ဤအချိန်၌ဒုတ်ဒုတ်ဒုတ်ဟူသောအတန်ကိုရှေ့နာစီမှကြားရသဖြင့်အချင်းချင်းကြည့်၍အတန်ကြားရကြောင်းအတီပြုတ်ခေါင်းငိမ့်ပြပြီးလျှင်ခြေဖွား၍အตาဆက်တက်ခဲ့ကြသည်ကုံးပေါ်သို့ရောက်သောအခါထိုအတန်သည် ကျွန်ုပ်တို့ဖျားကုံးပေါ်ရှိဇေဒီထံမှလာသောအတန်ဖြစ်ကြောင်းသိရသဖြင့် ဇေဒီနာတိုးကပ်သွားသောအခါအတန်မှာဇေဒီဤအခြားတစ်ဖက်မှအတန်ဖြစ်ကြောင်းသိရလေသည်တိုးနှင့်ကျွန်ုပ်တို့သည်ဇေဒီကိုခတ်ဝဲဝဲမှပတ်၍အတန်ကြားရနေရာကိုအตาကြည့်လိုက်ရာဇေဒီဤကိုယ်တဲ့နယံကိုတူးဆွနေကြသော လူတစုအားမြင်ရပြီတော့ရာဖျားထာပနာဖောက်နေကြမှန်းသိရလေရာ မြင်သိဖျားထာပနာဖောက်နေကြတာကွာဟုတ်ပါဆရာကြီး ကျွန်တော်စီမှာလည်းဘာမှပါမလာတော့ဘူးဟင်မင်းတမြောင်ပေါက်ပြားတွေဖွဲ့ရင်ထားခဲ့ပြီဆရာအေးရောကွာငါမှလည်းဘာမှမပါဘူးဟာအခုယခုအတိုင်းဆိုပါကလူအင်အားမမျှသည့်အပြင် ကျွန်ုပ်တို့ထံ၌လက်နဲ့လည်းပါမလာသဖြင့်ကျွန်ုပ်သည် မြင်သိအားပြန်လဲဆွဲခေါ်ခဲ့ပြီးခက်ဝေးဝေးရောက်မှလာဟိဟိုဆိုင်ကယ်ကြီးကဒီကောင်းကြီးရဲ့ဆိုင်ကယ်ကြီးပဲဆိုင်ကယ်ကြီးစီးလို့မရအောင်အရင်လောက်ရမယ် ကျွန်ုပ်တို့သည်ဆိုင်ကယ်များစီတို့ပြန်ဆင်း၍ဘိန်းများကို လေလျှော့ကာစီပိုက်များကိုလည်းဆွဲဖြုတ်ဖောက်ချထားလိုက်သည်ကျွန်ုပ်တို့သည်ဖျားကုန်းပေါ်ပြန်တက်ခဲ့ကြပြီလျင်ဘယ်လိုလုပ်ကြမလဲဆရာအေးမင်းကရွာထဲသွားပြီးအကြောင်းကြားခဲ့ကွာငါအချင်းနေစောင့်ကြည့်နေမယ်ကျွန်ုပ်တို့သည်တောဆက်ကျွန်းပင်များကြားသို့ထိုသူများနှင့်မလန်းမကန်းမှခြေဖွား၍လာခဲ့ရာ ကျွန်ုပ်ဒီခက်လုံးလုံးကြောက်ခဲတလုံးကိုညာခြေဖြင့်နင်းမိသဖြင့်ညာဘက်သို့ရိုင်ထိုးသွားရာညာလက်ဖြင့်မြေကိုထောက်လိုက်ရလေသည် ထိုအခါလက်ထဲတွင်ကင်ထားသောလက်နှိတ်မီဤနှိတ်စီကိုဖိမိသဖြင့်မီးရောင်သည်ဖွေးကနေထွက်ပေါ်သွားလေရာဟာလူဟဲ့လူလူဟုအော်၍ထိုလူများသည်ကျွန်ုပ်တို့ထံသို့ပြေးလာခဲ့ကြရာကျွန်ုပ်လည်းလူလဲထား၍ရှေ့ဆုံးမှ ပြေးလာသူအားလက်နှိတ်မီဖြင့်စီး၍ ရိုက်လိုက်ရာ ထိုးသူမှာရိုင်ထိုးသွားပြီးလျင် မြင့်သိန်းကလည်းလက်နေမီဖြင့်တစ်ချက်ဆက်ရိုက်လိုက်မှလဲကျသွားလေတော့သည် ထိုးနောက်တွင်မြင့်သိန်းမှာလူတူဦးနှင့်လုံးထွေးတပ်ပုတ်လျက်ရှိပြီးကျွန်ုပ်မှလည်းအရက်မြင့်မြင့်လူတူဦးနှင့်ရင်ဆိုင်ရလေသည်ကျွန်ုပ်သည် ထိုးသူဤဥကောင်းကိုလက်နေမီဖြင့်လွှဲရိုက်ရာထိုးသူမှာကျွန်ုပ်ဤရိုက်ချက်ကိုအตาပင်ရှောင်တိန်၍ကျွန်ုပ်ဤပချိတ်အား တအားပြင်၍ထိုးလိုက်သဖြင့်ကျွန်ုပ်မှာလေထွက်သွားပြီးပြန်ထ၍လက်ထဲမှလက်နှိပ်မိဖြင့်ထိုးသူအားလှိမ့်ရိုက်လေတော့သည်တို့ရတွင် ထိုးသူကကျွန်ုပ်၏ရိုက်ချက်များကိုမှုံဝေါဝါသာမြင်ရသော အမောင်ထဲတွင်ကျင်လေစွာရှောင်းတင်း၍ကျွန်ုပ်ကိုသာ ခြေဖြင့်ကန်လိုက်လက်သီးဖြင့်ထိုးလိုက်ဖြင့်ရှိရာကျွန်ုပ်မှာလိမ့်ခံနေရသဖြင့်နာကျင်လျက်ရှိပြီးထိုးသူမှာတိုင်းသမားတစ်ဦးဖြစ်ကြောင်းသိရှိရသဖြင့် လက်ထဲမှလက်နိုင်မီအားလွှင့်ပစ်ကာထိုသူကိုဇုတ်ဝင်လုံးလိုက်သည် ထိုအခါမှ၎င်းနှင့်ကျွန်ုပ်သည်သူတပြန်ကိုတပြန်တပ်ပုတ်နိုင်၍အချိန်ခဏအတွင်း၌ပင်ကျွန်ုပ်ကဲ့သို့အလုတ်ကျန်းသမား၏ခွန်အားကို၎င်းမှမရှင်နိုင်သဖြင့်ကျွန်ုပ်သည်၎င်း၏အပေါ်မှ ခွာထိုင်၍ခံထားရသမျှကို အတိုးချ၍လိမ့်ထိုးလျက်ရှိရာ ပြေးလာကြသော လူခြေတံများကိုကြားလိုက်ရပြီး မြင့်သိန်းထံမှ အာကနေအော်တန်ကို ကြားလိုက်ရပြီးနောက်ကျွန်ုပ်ဤနှထင်ကိုလည်းမာကြောသောအရာတစ်ခုဖြင့်အရိုက်ခံလိုက်ရပြီးလျင် ကျွန်ုပ်မှာမူးကနေမိုက်ကနေမူးဝေ၍တတိလစ်သွားလီတော့သည်ကျွန်ုပ်မှာအချိန်မီမြကြာအောင်တတိလစ်သွားသည်မသိချေကျွန်ုပ်ဤနားထဲ၌တဒုတ်ဒုတ်ထွက်ပေါ်လျက်ရှိသောအတန်တစ်ခုကိုကြားရသောအခါမှဖျားထာပနာဖောက်နေကြသည့်အဖြစ်ကိုပြန်လဲတတိယသဖြင့် မျက်လုံးကို အာယူဖွင့်၍ကြည့်လိုက်ရာ အပြင်တွင်ရက်နေသော လူလေးယောက်နှင့် အထဲမှတူး၍အုတ်ချက်များကိုပေးနေသော လူနှစ်ယောက် စုစုပေါင်း6ယောက်မှန်တီးရလေသည်ကျွန်ုပ်လည်းလူလဲထမိပြုလိုက်ရာကျွန်ုပ်ကိုတင်းငုတ်တိုတစ်ခုတွင်ကြောကတ်၍လက်ပြန်ကြိုးတုတ်ထားကြောင်းသိရှိရလေသည် ထိုအခါမှကျွန်ုပ်သည် မြင့်သိန်းကိုသတိရသဖြင့်ကြည့်လိုက်ရာမြင့်သိန်းကိုလည်းကျွန်ုပ်နှင့်ခက်လန်းလန်းရှိသည် တစ်ပင်တစ်ပင်တွင်ကြိုးတုပ်ထားကြောင်းသိရှိရလေသည်ဟေးကောင်အေးမောင်မြ мян လုံးဟတနာဤခွဲနေပြီဟေးကောင်ငါနာမည်ကိုမခေါ်နဲ့မင်းဖေတွေကြားသွားမယ်ထိုအခါအပြေမလူကငါဖေတွေမဟုတ်ဘူးကမင်းပထွေးတွေလောကကြီးနဲ့အဆက်အသွယ်ပြက်၎င်းမှာပျော်ရင်တန်လန်းဖြင့်ကျွန်ုပ်မျက်နာတဲ့တဲ့အားလက်နေမီဖြင့်ထိုးလိုက်ရာကျွန်ုပ်တရိယာနေကြောင်းကိုတွေ့ရသဖြင့် ။အော်မင်းကသတိရအင်း၎င်းအားဘေးတွင်ရက်နေသောခက်ဝဝလူကဝမ်းပိုက်ကိုလက်သီးဖြင့်ထိုးလိုက်ခြင်းဖြစ်သည်။ပြီးလျင်နှုံတစ်ချက်ဖြောင်းကနေထက်ခြင်း၍မင်းကိုမီးမထိုးနဲ့လို့ငါပြောထားတယ်မဟုတ်လား။ဟုငေါငန်းမှထိုးသူသည်မီးကိုပြန်ပိတ်လိုက်၏။ထိုးနောက်ထိုးဝဝလူသည်ကျွန်ုပ်ထံသို့လျှောက်လာပြီးလျင်ဟေးကောင်စောက်တန်ထွက်မယ်မကြံနဲ့နော်။ဘိုက်ထဲသွားဓာဝင်သွားမယ်။ ဟု၎င်း၏လက်ထဲမှဓမြောင်ကိုမြောက်ပြလေသည်ဟဲ့လူတွေခမည်းတော်ဒါပါလောက်ကြတာလေဗျခမည်းတော်ငရေမကြောက်ကြဘူးလားအောင်းမာဟဲ့ကောင်ဘုံကြီးစာချမိเจ้าမင်းရေခင်းမပြနဲ့ကွမင်းပါဇက်ကိုပိတ်ထားဖြောင်းကျွန်ုပ်ဤလက်ဝဲဖက်ပါမှာထူပူသွားပြီးလင်လယ်မျိုးတွင်လဲအေးဆက်မာကြောသောခြွန်ထက်သည့်အရာတစ်ခု ထောက်နေသည်ဖြင့်တူးချုံမှန်းတိရလေသည် မင်းပါဇတ်ထဟရင်အစိုးမစိုးနဲ့အသေးပဲဟုဆိုသည် မြင့်သိမ်းမှလည်းချောင်းတဟို့ဟို့စိုးလျက်ရှိသဖြင့်ထိုခက်ဝဝလူသည်ဟေးကောင်တွေနှစ်ယောက်လာခဲ့စမ်းဟုခေါ်လိုက်ရာယခင်ကျွန်ုပ်နှင့်တပ်ပုတ်နေသောအရက်မြင့်မြင့်လူနှင့်အခြားတယောက်ရောက်ရှိလာပြီးလျှင်ဟုတ်ဆရာအေးမင်းတို့ဓာတ်တွေထုတ်တာတယောက်စီထိုင်ဆောင်နေကြအတန်ထွက်တာနဲ့တန်းတာရှင်းလိုက်ငါအမိန်ကိုမစောင့်နဲ့ ဟုမှားကြ၍ဇေဒီနာသို့ပြန်သွားလိုက်လေသည် ထိုအခါအယက်မြင့်မြင့်လူသည်ကျွန်ုပ်နားတွင်ထိုင်၍ကြံတူးသည်လည်းမြင့်သိန်းနားတွင်တွားထိုင်လေသည်၎င်းတို့၏လက်ထဲတွင်ကဓမြောင်ကိုစီကန်ဆောင်ထားကြလေသည်ကျွန်ုပ်သည် မြင့်သိန်းအားလှမ်း၍အကဲခတ်ရာ၎င်းကိုတေချာစွာမမြင်ရတော့လဲထူးထူးထောင်ထောင် ရှိနေကြောင်းသိရသဖြင့်စိတ်အေးရပေသည် ကျွန်ုပ်တို့၏အိမ်သားများကကျွန်ုပ်တို့အဖြစ်ကိုသိရှိကြမည်မဟုတ်ပေ မိသွေးကားမလာ၍မိဖို့ဖို့ပြီးညာအိတ်ဆောက်နေသည်ဟုသာတွေးနေကြပေမည်ကျွန်ုပ်တို့ကအိမ်မာထက်တော်ရဲတွင်သာပျော်မွေ့ကြသဖြင့်ကျွန်ုပ်တို့ပြန်မလာခြင်းကိုအိမ်သားများကအစမ်းတကြဲတွေးနေမည်မဟုတ်ချေထို့သောတွေးနေရင်မှကျွန်ုပ်သည်ခပုံစားထဲတွင်ထည့်ယူလာသောမိသွေးဖိုးငွေသတိန်း6000ကျော်ကိုတရိယာသဖြင့်ငုံကြည့်လိုက်ရာကျွန်ုပ်ဤပစိုးခပုံစားမှာပြေကျလျက်ရှိသဖြင့် ထိုငွေများမရှိတော့ကြောင်းသိရှိရလေသည်ကျွန်ုပ်မှာဒေါသထွက်၍အန်တင်းတင်းကြိတ်လိုက်မိသည်တို့ရာတွင် ကျွန်ုပ်ကအန်ကိုပြီးအောင်မကြိတ်နိုင်ပေကျွန်ုပ်ဤနှထင်တွင် ကြီးမားဟန်ရှိသောဒဏ်ရာတစ်ခုရထားသဖြင့်အန်ကြိတ်လိုက်သောအခါနာကျင်သွားသောကြောင့်ဖြစ်သည်ကျွန်ုပ်တို့အားထိုင်ဆောင်နေသူတို့သည်၎င်းတို့ဤမျက်နာကို ခက်လွဲလွဲထား၍နေကြခြင်းအပြင်၎င်းတို့ဤမျက်နာကိုကျွန်ုပ်တို့မှတ်မိမှကြောက်ကြရန်ရှိသည် ဘုရားဌာပနာဖောက်နေသူတို့ထံမှဆရာဟိုကောင်းนี่ဘလို့လုံမလဲဟာစောက်စကားများတော့ကွာခတ်တွက်လှုပ်ဆန်းပါငါတို့အလုပ်ပြီးတော့ရှင်းပြစ်ပြီးလူမမြင်တဲ့နေရာမှာပစ်ထားခဲ့ုံပေါ့ကွာဟူသောအတန်ကိုကြားရသဖြင့်ကျွန်ုပ်မှာထိတ်လန့်သွားမိလေသည်ကျွန်ုပ်သည် လက်တွင် ခြိထားသောကြိုးကိုစမ်းတတ်ကြည့်ရာခိုင်ခန့်သောနိုင်လွန်ကြိုးဖြင့်ခြိထားကြောင်းတွေ့ရသဖြင့်မျော်လင့်ချက်မဲ၍နေတော့သည် ထိုစဉ်တွင်ဆရာပေါက်ပြီဗျို့ပေါက်ပြီဟုခက်အုပ်အုပ်អော်လိုက်တော့မတန်ကိုဇေဒီဖောက်နေသော နေရာမှကြားရသဖြင့်၎င်းတို့ဌာပနာများရရှိသွားကြောင်းကိုသိရှိရလေကကျွန်ုပ်ကယင်ပူသွားရသဖြင့်ထိုနေရာကိုလှမ်းမြော်ကြည့်လိုက်သည်ထိုအခါခေါင်းဆောင်ဖြစ်သောခက်ဝဝလူသည် အထဲမှတယောက်ကိုဖယ်ဆန်းဖယ်ဆန်းဟုဆွဲထုတ်၍လေးဘက်ထောက်ဝင်သွားသည်ကို တွေ့ရလေသည် ျွန်တော်တို့အားစောင့်နေသောသူများမှလည်းလောဘဖြင့်ထိုနေရာကိုလှမ်းမြော်ကြည့်နေလေရာထိုခိုက်မှာပင် မြင့်သိမ်းနံမှ ဖြောင်းကနေအတန်ကြားရသဖြင့်ကျွန်ုပ်ကြည့်လိုက်ရာ၎င်း၏ဘေးတွင်စောင့်လျက်ရှိသောသူသည် ပလက်လန်လဲကျသွားပြီး မြင့်သိမ်းသည်လျင်မြန်စွာ ခုန်ထ၍လဲကျနေသူ၏မျက်နာကိုနှစ်ချက်ဖြက်ကန်နေပြန်သည်ပြီးနောက်ထိုသူ၏လက်မှဓမြောင်ကိုယူ၍ထားလိုက်စင်မှာပင်ကျွန်ုပ်ဘေးမှလူက ဟာခွေးမသာတိပီတာမှန်ဟုကျင်းဝ၍မြင့်သိန်းထံပြေးဝင်သွားတကယ်တို့ဖျားထာပနာဖောက်နေသောလှန်ကူအဝတွင်ရက်နေသောသူကလည်းဆရာဟိုကောင်ဂျဘူးလူကောင်လွတ်သွားပြီဟုဆိုလျက်မြင့်သိန်းထံပြေးသွားလျာမြင့်သိန်းမှာကျွန်ုပ်ဘေးမှပြေးသွားသောအရက်ရှည်ရှည်နှင့်လူကိုရှောင်းတိန်ပြေးလွှားရင်းမှကျွန်ုပ်ထံသို့ဓမြောင်ကိုပြစ်ပေးပြီးစကားတခွန်းမှမဆိုဘဲတောကြားတဲ့သို့ဝင်ပြေးသွားလေသည်နောက်မှနှစ်ယောက်က ဟေ့ကောင်ခွေးမသားမပြေးနဲ့စမ်းဟုကြိမ်ပေါင်း၍မြင့်သိန်းနောက်ကိုလိုက်ကြလေတော့သည်ရုပ်ရုပ်တဲတဲအတန်များကြောင့်ခေါင်းဆောင်ဖြစ်သူခက်ဝဲဝါလူသည်လဲပြေးထွက်လာပြီးလျင်ဟေ့ကောင်မောင်မြင့်မင်းငါနဲ့လိုက်ခဲ့အေးမောင်မင်းကရသမျှအကုန်အိတ်ထဲဆုထည့်ထားဟုမှားချ၍နှစ်ယောက်သမားသည် အပြင်ထွက်လာကြပြီးဟေ့ကောင်တို့မိအောင်ဖမ်းပြီးရှင်းပြတော်ဟုခက်အုပ်အုပ်អော်၍ ၎င်းနှင့်တပည့်တို့မှလည်းထိုတော်အုပ်ဖက်သို့ပြေးလွှားသွားလေသည် ထိုတို့ပြေးဝင်သွားရင်းမှလူလဲထလာသောမြင်သိန်းအားစောင့်သည့်အဆောင်ကိုစောက်သုံးမကြတဲ့ကောင်အထဲမှအေးပေါင်ကိုတွားကူတွားဘာတစ်ခုမှမကြံစေနဲ့ဆင်းလူတော်တွေလည်းအကုန်ယူမင်းတို့ပြီးရင်လက်ခေါက်ထိုးလိုက်အမြန်လို့ဟုမှာကြားသွားသည်ထိုအခါမြင်သိန်းလက်စာမိယာမှလူလဲထလာသောထိုလူသည်ဖျားထပနာလိုင်ကောင်းအတွင်းသို့လေးဘက်ကုန်း၍ ဝင်သွားရာကျွန်ုပ်မှာမြင်သိန်းအတွက်စိုးရိမ်ပူပန်မိပါတော့လဲကျွန်ုပ်ဘေးတွင် ကြနေသောဓမြောင်ကိုခြေဖြင့်ရက်၍အပင်ခြေရင်းသို့ဆွဲယူပြီးလျှင် ကျွန်ုပ်ဤလက်ကိုဓမြောင်ရှိရာဘက်သို့ရောက်စေရန်တစ်ပင်ကို ကြောကန့်ရင်းလှည့်ရလေသည်ကျိုးမှာအတော်ပင်တင်းကျပ်စွာချီနှောင်ထားသဖြင့်ကျွန်ုပ်မှာအတော်ပင်အားဆိုင်၍ကြောကော့ကလှည့်ရလေသည်ကျွန်ုပ်လက်ဖြံတို့သည်တစ်ခေါက်ဖြင့်ပို့၍ပြဲကုန်တော့သည် ကျွန်ုပ်သည်လှည့်ရင်းလက်ချောင်းများဖြင့်မြေကိုစမ်းနေရာခက်ခဲစွာတစ်ချက်အနာခံ၍လှည့်ပြီးချိန်တွင်ဓမြောင်ကိုစမ်းမိသဖြင့်တရိုးနေရာမှစမ်း၍ထောင်လိုက်ပြီး ကျိုးကိုတိုက်၍ဖျက်ရသည်ကျွန်ုပ်မှာမြင်သိန်းကိုစိတ်ပူရသည်ကတကြောင်းဌာပနာပစ္စည်းများပါသွားမည်ကိုစိုးရိမ်ရသည်ကတကြောင်းကြောင့်စိတ်လောလျက်ရှိပြီးအားဖြင့်ပုတ်တိုက်ဖျက်လိုက်ရာ ကျိုးမှပြတ်ထွက်၍ ကျွန်ုပ်ဤလက်ကောက်ဝတ်ကိုလည်းအချိန်လွန်၍ဓာဖြင့်လီးမိလေတော့သည်ကံကောင်းထောက်မသဖြင့်ကံလက်မလီးမိပဲအလျားလိုက်လီးမိ၍သာတော်ပေတော့သည်ကျွန်ုပ်သည်ချက်ချင်းလူးလဲထား၍ဖျားသာပနာနာသို့ ပြေးသွားရာ ကျွန်းတော်ထဲမှ အာဟု နာကျင်စွာအော်လိုက်တံကိုကြားလိုက်ရပြီးထိုအတံမှာမြင့်သိန်းအတံမဟုတ်မှန်တိရှိရသဖြင့်မြင့်သိန်းလက်စွမ်းပြခြင်းဖြစ်ကြောင်းတိရှိရကကျွန်ုပ်မှလည်းအားတက်၍သွားလေသည် ကျွန်ုပ်သည်ဇေဒီနာသို့ရောက်ချိန်တွင်လှိုင်ကောင်းဖောက်ထားသောနေရာမှလူတယောက်သည် လေးဘက်ထောက်၍နောက်ပြန်ထွက်လာရာကျွန်ုပ်သည်အနားမှအုတ်ခဲတလုံးကို ကောက်၍စောင့်နေလိုက်ပြီး၎င်း၏ဥကောင်းထွက်ပေါ်လာသည်နှင့်ဂျိုးဆောင်ကိုရိုက်ချလိုက်တော့သည် ထိုသူကအင်းဟူသာတစ်ချက်អော်၍ဝင်းရထိုးလဲကျသွားရာကျွန်ုပ်သည် ထိုသူအားဆွဲဖယ်၍၎င်း၏လက်ထဲမှပီနံအိတ်ထုပ်ကိုဆွဲထုတ်လိုက်ရာ အတော်ပင်လေးလံသည်ဖြင့်မနှဲဆွဲထုတ်ရသည် ဆရာဆရာအေးမောင်အေးမောင်မောင်မြင့်ဟုအထဲမှတယောက်သည်ထိတ်ထိတ်ပြပြအတန်ဖြင့်ခေါ်ပြီးကျွန်ုပ်အားလက်နှိပ်မိဖြင့်လှိုင်ကောင်းထဲမှထိုးလျာကျွန်ုပ်သည်ပုံထားသောအုတ်ဏီခဲများကိုတလုံးပြီးတလုံးယူ၍ထိုလှိုင်ကောင်းထဲသို့အားရပါရထုလျာအာမလုပါနဲ့ဗျကြောက်ပါပြီအာကျွန်တော်ကသူခိုင်းလို့လှုပ်တာအာတေးပါပြီဗျာဟုအော်လျက်ရှိရာ ကျွန်ုပ်လည်းအတန်ထွက်ရနေရကိုအတန်မတိတ်မချင်းနှလုံးခန့်ဆက်ထူလိုက်မှအင်းဟုညင်းညူ၍ငြိမ်ကြသွားလေတော့သည် ကျွန်ုပ်သည်တေချာစင်ရန်လက်နှင့်စမ်းတက်ကြည့်မှ သွေးများကိုစမ်းတက်မိပြီးထိုသူလည်းသတိမေ့နေကြောင်းသိရလေရာ၎င်းလက်ထဲမှလက်နှိပ်မိကိုယူ၍တေချာထိုးကြည့်ပြီးဘုရားသာပနာပစ္စည်းများထည့်ထားသောအိတ်ကိုတောဆက်တွင် ဆွဲ၍ဖွက်ထားလိုက်သည် မိလဲနေသူနှူးကိုယခင် ကျွန်ုပ်နှင့်မြင့်သိမ်းအားတုတ်ထားသောကျိုးပြက်များဖြင့်နောက်ပြန်တုတ်ထားခဲ့ပြီးတော်တဲ့သို့ပြေးဝင်ခဲ့လေသည်ထိုအခါအောက်ဘက်ကုန်းဆောင်သားစီမှဟေးကောင်တွေရှာမလီနဲ့ဒီကောင်ကိုတွဲခဲ့ဟူသောအတန်ကိုကြားရသဖြင့်ထိုနေရာသို့အသာတွားကြည့်ရာလဲကျနေသော ကျွန်ုပ်နှင့်တပ်ပုတ်သည့်အရက်ရှည်ရှည်နှင့်လူပေးတွင်ရက်နေသော လူသုံးဦးကိုတွေ့ရလေသည် လာလာဟိကောင် တွေတွဲခေါ်ခဲ့ကြဟိုကောင်ကိုအပြက်ရှင်းခဲ့ပြီးပစ္စည်းတွေယူပြီးသွားကြမယ်ဟုဆိုကာဝဝနှင့်ခေါင်းဆောင်ဖြစ်သူသည်ဇေဒီရှိရာသို့ ပြန်တက်သွားလျာနောက်မှနှစ်ယောက်သည်အရက်ရှည်ရှည်နှင့်လူကို တွဲထူ၍နောက်မှလိုက်ရန် ဟန်ပြေနေရာကျွန်ုပ်ဘေးမှဆရာဟုအတန်ကြားရသဖြင့်ထိတ်ကနေလှဲ့ပြီးကြီးလိုက်ရာကျွန်ုပ်အားအတာနေဟု လက်ပြနေသော မြင့်သိန်းအားတွေ့ရမှကျွန်ုပ်လည်းအားတက်၍ ိုတွဲသွားတဲ့နှကောင်ကို နောက်ကနေဝင်စော်ရအောင်မင်းကဒီဘက်ကကောင်ကိုစော်ငါကဟိုဘက်ကကောင်ကိုစော်မယ်ဟုတိုင်ပင်ကြပြီးအตาဆောက်နေကြရာထိုနှစ်ယောက်သည်အရက်ရှိရှိလူကို တွဲ၍တဖြည်းဖြည်းတက်လာကြရာကျွန်ုပ်တို့သည်တစ်ပင်များကိုကွယ်၍စောက်နေလိုက်ကြပြီးထိုသူများကျွန်ုပ်တို့ကို ကြော်မှတဦးမျက်နာတဦးကြည့်၍မြင်သိန်းက၎င်းတာဝန်ယူထားသောတယောက်ကိုထင်းချောင်းဖြင့်ဇက်ပိုးကို ဖောင်းကနေချလိုက်တဲ့ကဲ့သို့ ကျွန်ုပ်ကလည်းကြံတယောက်ဤနောက်စိတ်ကိုတနောင်ဖြင့်ထုလိုက်ရာ ထိုသူမှာအာဟုအော်၍ပြေးရန်ဟန်ပြင်းနေရာ မြင့်သိဤထင်းချောင်းစာတစ်ချက်ထပ်မိကလဲကျသွားလေတော့သည်ထိုစဉ်ဝဝနှင့်လူသည်ကုန်းပေါ်မှမီးထိုး၍ကြပြာကြာပြေးဆင်းလာပြီးလင်ဟိကောင်တွေအမြန်လာကြဟဟိုတယောက်လည်းမရှိတော့ဘူးဟိုနှကောင်လည်းမောက်နေပြီဌာပနာပစ္စည်းတွေလည်းမရှိတော့ဘူးဟုဆိုလျက် ။တရွက်များကို တကြွန်းကြွန်းနင်း၍ဆင်းလာသဖြင့်မြင်သိရဟိုကောင်းကိုတွဲဟုဆိုလျက်ကျွန်တို့တို့သည်အရက်ရှိရှိနှင့်လူအားတွဲကာဝဝနှင့်လူဆင်းလာရတဲ့တဲ့သို့တက်သွားလေရာထိုလူကအမြန်လာအားဟမင်းတို့ကလည်းအချောက်တွေကျနေတာပဲလက်ခွမ်းနဲ့မှဟုဆိုလျက်ကျွန်တို့တို့တက်လာသည်ကိုရက်မဆောက်နိုင်ဟန်ဖြင့်ဆင်းလာရာအနီးရောက်မှမီးထိုးကြည့်သောအခါ၎င်းသည် ကျွန်ုပ်တို့မှသိရှိသွားပြီးလျှင်၎င်း၏လက်ထဲမှဓမြောင်ဖြင့် ကျွန်ုပ်အားပြစ်ပေါက်၍ပြန်တက်ပြေးလေရာ ကျွန်ုပ်မှာထိုင်ချလိုက်၍သာမထီခြင်းဖြစ်သည်ကျွန်ုပ်တို့လည်းတွဲလာသောသူကိုလွှတ်ချ၍ထိုသူနောက်သို့ပြေးလိုက်ကြရင် မြင်သိမင်းရွာထဲပြေးတော့လူစုပြီးပြန်လာဟုပြောရလေသည်မြင်သိကဆရာသတိထားအောင်ဟုဆိုကာရွာဘက်ဆင်းပြေးသွားပြီးကျွန်ုပ်လည်းထိုဝါးဝါးနှင့်လူနောက်မှပြေးလိုက်ရသည်ထိုသူသည်လက်နေမီမဲ့၍ကိုယောင်ဖြောက်ပြေးပါတော်လဲ ၎င်း၏ကျွံ့ရွက်ခြောက်များပေါ်သို့နင်းသောခြေတံမှာတကြွန်းကြွန်းထွက်ပေါ်လျက်ရှိရာတောင်ဆောင်အတိုင်းဆိုင်ကယ်များရှိရာသို့ပြေးချင်းဖြစ်ကြောင်းမှန်းဆမိသည့်အလျောက်ကျွန်ုပ်သည်လမ်းအတိုင်းခတ်တွက်တွက်ဆင်းပြေးကာထိုနေရာမှကြိုဆောက်နေလိုက်သည်မကြာမီတွင်လက်နေမီတဝင်းဝင်းထိုးလျက်တရွက်ခြောက်များကိုတကြွန်းကြွန်းနင်းပြေးလာသံကိုကြားရပြီးလျှင်၎င်းသည်ဟော်ဟဲဆိုက်၍တဟင်းအသက်ရှူလျက်ရှိပြီး ဆိုင်ကယ်တစ်စီးပေါ်သို့တက်ခွသည်နှင့်ကျွန်ုပ်သည်တစ်ပင်နောက်မှထွက်၍၎င်း၏ဦးခေါင်းကိုထင်းချောင်းစာကျွေးလိုက်လေတော့သည် ထိုသူကနေရာ၌ပင်လဲကျ၍တဟူးဟူးတဟဲဟဲအမောဆိုးလျက်ရှိရာ ပြန်မထလာတော့ဘဲလက်လျှော့လိုက်ဟန်ဖြင့်ပလက်လန်၍သာမနေအမောပန်းဖြေနေတော့ရာဟေးလူထမလာနဲ့နော် နောက်တစ်ချက်ဆိုအသေးပဲဟုကြိမ်မောင်းလိုက်ရသည်ကျွန်ုပ်မှာတေမီဆိုးတော့ကြောင့် လက်စာဖြင့်ရိုက်လဲရသဖြင့်အားပြော့သွားခြင်းဖြစ်ပေသည် မကြာမီတွင်ရွာထဲမှလူအုပ်ကြီးရောက်ရှိလာပြီးလျှင်ထိုသူ6ယောက်ကိုဖမ်းဆီးလိုက်တော့ဤဆရာတော်နှင့်တကြီးလဲနောက်မှပါလာလေရာကျွန်ုပ်သည်ဌာပနာပစ္စည်းများဖွက်ထားရနေရာကိုလိုက်ပြရင်းဖြင့်ယခင်ကျွန်ုပ်နှင့်အရက်ရှည်ရှည်နှင့်လူနပန်းလုံးသောနေရာတွင်ကျွန်ုပ်ဤမိသွေးဖိုးပတ်စံကိုအထက်လိုက်ပြန်တွေ့သဖြင့် ကျွန်ုပ်ဤမိသွေးဖိုးဖြစ်ကြောင်းကိုငွေပမာဏနှင့်တကွအကျိုးအကြောင်းပြောပြရလေသည် မြင်သိမှာနောက်စီကွဲ၍မျက်လုံးတစ်ဖက်ဖူးယောင်၍ပိတ်နေပြီးလျင် ကျွန်ုပ်မှလည်းနှထင်ဖူး၍မျက်နှာ၌ညိုမဲ၍နေတော့သည် ထိုအခါမှကျွန်ုပ်တို့သည် ရွာသားများထံမှဆလိတ်တောင်းတောက်၍အားရပါရထိုင်နာရလေတော့သည်မြင်သိရင်မင်းကယ်ပြီလို့တာပေါ့ကွာ မဟုတ်ရင်ဖျားထာပနာပစ္စည်းတွေအကုန်ပါမဲ့ပြင် မင်းရောငါရောအသေးပဲကွအင်းဆရာကျွန်တော်လက်အောက်မှာကြောက်ပြားတစ်ခုစမ်းပြီလို့ဗျအဲ့ဒါကြောက်ပြားဆောင်ကပါပါလေးဆိုတော့ကျွန်တော်ကြိတ်ဖြတ်နေတာလက်တွေတောင်အန်တီနေတော့တာဆရာကြီးတော်သေးတယ်အချိန်မီလေးဟုဆိုသည်ရွာသားများမှာကယင်တမမဖြင့်ရှိကြကုန်ပြီးကျွန်တို့အားချီးမွမ်းကြသည်ဘုရားထာပနာပစ္စည်းများ ပါမသွားခြင်းကိုလည်းတော်သေးတာဘောဟု ဆိုနေကြသည် ကျွန်ုပ်မှာ ၎င်း၏ပစိုးစားကို လုံး၍အာငွေ့ပေးကမျက်လုံးကိုကြက်ထုတ်ထိုးနေသော မြင့်သိန်းအားကြည့်၍၎င်း၏ကျေးဇူးကြောင့်သာယခုကဲ့သို့ထိုင်နေရကြောင်းတွေးမိသည့်အလျောက်ရွာသားတို့အားပြောပြရာရွာသားတို့သည် မြင့်သိန်းကိုအံ့ဩလေးစားဟန်တို့ဖြင့်ကြည့်၍စုတ်တက်တက်ရှိနေကြသည်မြင့်သိန်းကမနေတတ်မထိုင်တတ်ဖြစ်၍နေလို့နေလီတော့တည်းဟုတ်ကဲ့ပါခင်ဗျာဆုံးနီနားဆင်ပေးတဲ့ပေးသက်တယောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ